အလုံးမဲမင်္ဂလာပါများကောင်းစက်တဲ့ဌာနမှာပြတဲ့ကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ပိုင်းလည်းတော့အညာပီတဲ့ခေါင်းဆောင်တို့တီကုံထားတဲ့တော်လန်ကြီးကဖြတ်တော့ဟာသူကိုယ်တိုင်ရုပ်ဖက်တီဆိုလာတဲ့ရုပ်သံမီတို့လည်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာအလုံးလည်းဒီလိုကိုဝင်ရောက်ကြည့်ရှုပြီးတော့လီလာသုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကြရလေးတစ်ပုတ်ဖတ်ပြမယ်ကျွန်တော်လူဆောက်မယ်နော်9မိနစ်လောက်လူဆောက်မယ်အဲအဲ့ကြပြာကဘာလို့ရေးတဲ့ကြပြာမှလည်းမဟုတ်ဘူးကျွန်တော်စိတ်ထဲရှိတာလေးကိုလက်တန်းရွတ်มาပါအားလုံးမှတ်တမ်းအဖြစ်နဲ့သိမ်းထားလို့ရပါတယ်နော်မန်လေးကြီးကျွန်တော်တစ်ချက်ကြည့်မယ်ကျွန်တော်မိတ်ဆွေညီကောင်မောင်နှမတွေတက်လာတာနဲ့ကျွန်တော်တန်းပြီးတော့စပြီးတော့

ဟုတ်ပြီတော့ကဗျာလေးတို့ပုံစိုက်ရုံပဲနော်ဒီကဗျာကအခုကျွန်တော်ရင်ထဲမှာရှိတာကိုရုံမှာပါဘဒုကဗျာမှာလည်းမဟုတ်ဘူးကျွန်တော်ရင်ထဲမှာရှိတာလေးလက်တန်းရုံမှာရင်ထဲမှာရှိတာရွတ်တာပုံပြီးတော့ကောင်းမှထင်ပါလားကျွန်တော်တို့အညာဒေတာမှာဘာတွေဖြစ်နေတယ်လဲဘလို့ခံစားနေရလဲအဲ့ဒါလေးကိုကျွန်တော်နည်းနည်းတင်ပြခြင်းတာပါနော် ဟုတ်လားလက်အညာမှာဘုံဘိုးတွေရွာနေတယ်ဘုံဘိုးတွေရွာဒါကြောင့်မလို့ကျွန်တော်တို့ကဘာကြောင့်မလို့ဘုံဘိုးတွေရွာနေရတယ်လဲ ြည်သူလူထုတွေဘလောက်တောင်ဆင်းရဲဒုက္ခရောက်နေကြသလဲအဓိကတော့ကျွန်တော်ပြည်သူတွေအတွက်ရွတ်တာပါနော်ကဗျာရဲ့ခေါင်းစဉ်ကအဲ့တော့လူတက္ခာလို့ ကျွန်တော်ခေါင်းစဉ်တက်ပေးထားပါတယ်နော်အညာတမာတို့ရလူအပ်တာတွေပူပြီးခါခါလာတယ်အဲ့ဒီလိုပဲဘဝတွေရလည်းလူအပ်တာတွေပူပြီးခါခါလာတယ်အသက်ရှူလိုက်တိုင်းမှာအမှန်တရားတွေကလွင့်စင်လို့စကလုံးတွေတိုင်းမှာဘူသားတွေကခြူတဲ့ခက် ဘာမှမပြည့်စုံတဲ့ပြည်သူတွေပါမပြည့်စုံခြင်းတွေကို ရှူရှိုက်ပြီးအသက်ရှင်နေရတယ်လောထဲကကောင်းတဲ့သမင်းဝိုင်းတွေကို ကြည်တော့လူမစုံတော့သူတို့ရွာလေးကိုသူတို့တတိယလို့သွားကြည့်လိုက်တော့ရွာမှာအိမ်တစ်လုံးမှမရှိတော့အညာ အညာဟာတမာရီထက်ပူခန်းနေတယ်တယောက်ခဲပဲတွေ့တွေ့နှစ်ယောက်ပဲတွေ့တွေ့တမိသားစုလုံးပဲတွေ့တွေ့အတွေ့တွေဟာရက်ဆက်ချင်းနေရတတဖူစောင်းလို့ကျွန်တော်တို့ဘဝကြီးခန်းနေကြအညာမှာတမာရီထက်ပူခန်းတဲ့ဘဝကြီးရှိတယ် ေရင်တန်ကြားတိုင်းထွက်ပြေးနေရတဲ့ကလေးတွေရှိတယ်နေရင်တန်ကြားတိုင်းထမင်းလက်ဆုံမစားနိုင်တဲ့ဘဝတွေရှိတယ်နေရင်တန်ကြားတိုင်းညှော်လင့်ချက်မဲ့နေတဲ့လူဒန်းစားတွေရှိတယ်နေရင်တန်ကြားတိုင်းလွမ်းစရာကောင်းတဲ့ဘဝတွေရှိတယ်အညာဟာတမာတွေထပ်ပူခါလာပြီ ကိုကျင်းစာတရားမရှိတဲ့လူတွေကအညာကိုသူပွက်ပွက်စူစီတယ်ကိုကျင်းစာတရားပြောင်းနေတဲ့လူတွေကအိတ်ကထဲဝင်တွေထိုးထည့်နေကြအညာဟာတမာရီထက်ပူခါလွယ်တယ်ကောင်းတဲ့အညာမျက်ရည်စားတယ်ချီးစင်းနေရတယ် ကိုဆောင်မိခင်နေလဲပြေးသွားနေရတယ်လို့အသက်ကြီးရင်လည်းအဖိုးဖွားတွေလည်းပြေးသွားနေရတယ်အညာတမာတွေထက်ပုံခါတယ်တချို့တနက်ကင်လာတဲ့လူသားသားတွေကလက်လက်တွေကုန်ကူးနေကြတယ်တချို့လုတ်ပိုင်ခွင့်ရတဲ့လူတွေကလည်းကာအကောင်းစားတွေထဲလဲစီးနေကြတယ် တချို့ရွာလေးတွေမှာမနေနိုင်လို့ထွက်ပြေးရင်းနဲ့သမင်းနဲ့နဲ့မမှန်ကြတော့တဲ့ဘဝအဖြစ်ဖြစ်နဲ့ထူထက်လာတယ်။အညာဟာတမာရီထက်ပိုခမ်းလာတယ်။အသက်ရှင်ခြင်းမှာဇာရိတ္တတွေပြိုလဲလို့လောကကြီးကောင်းတဲ့ကုကျင်တရားတွေကသစစီပျက်စီး ျွန်တော်တို့အညာဘာမှကောက်ကောက်စရာမရှိတော့ပါဘူးဆိုမှဘုံစံတွေကမိုးချိမ့်တယ်လို့ပြောစာသင်ကျောင်းတွေပြုတ်ပြခလေးငယ်တွေတည်ကြည်သာသနာဟိတအဆောက်အဦတွေပြုတ်ပြဘယ်မှာလဲကျွန်တော်တို့ကတည်နိုင်မဲ့ဖရားတွေကျွန်တော်တို့ဟာ အခါတွေထဲမှာတန်တရာလဲလို့အညာဟာတမာတွေနဲ့ပူခါလာအမေကျွန်တော်တမီးတို့ဒီကနေ့စာသင်ကျောင်းသွားရအောင်မလားလို့မေးတဲ့မေးခွန်းတွေကိုဘယ်မိခင်မှတိတိပပမဖြေနိုင်တော့ဆရာကြီးဒီနေ့ကျောင်းပွဲမှာလားလို့မေးတဲ့ကလေးတွေတိုင်းကိုတွေ့တွေ့လေးကြည့်နေတဲ့ကျောင်းဆရာတွေကအဖြေမပေးနိုင်ဘူး ကျွန်တော်တို့အညာတမာတွေနဲ့ပူခါလာတော်လည်းရအချိန်ကြာလာတဲ့အပြည့်ကုကျင်တရားတွေပျက်စီးလာကြအဲ့ဒီကုကျင်တရားတွေပျက်စီးလာတာနဲ့အမြတ်အညာကလူတွေကတဖြည်းဖြည်းနဲ့ပူပူဆင်းရလာကြလူဆင်းရတာထက်စိတ်ဓာတ်တွေပူဆင်းရလာကြတယ် စိတ်ဓာတ်တွေပိုဆင်းရဲလာတာထက်အကြောက်တရားတွေပိုဆင်းရဲလာတယ်အညာဟာတမာတွေထက်ပူခါလာပါတယ်အားလုံးကျေးဇူးတင်ပါတယ်